Google Photo App နဲ့တင်ရပုံအဟောင်းပြန်ယူလို့ရပါတယ် Google Photo App.android phone တိုင်းမှာရှိတယ်ဒါပေမဲ့လူတော်တော်များများကတော့ Google Photo နဲ့ပုံနဲ့ဗီဒီယို ပြန်ယူလို့ရတယ် recover ဆွဲလို့ရတယ်ဆိုတာကိုတော့မတိကြပါဘူးဒီ Google Photo App နဲ့တင်လွန်ခတဲ့9နှစ်10နှစ်လောက်ကဖြတ်မိတဲ့ပုံတွေအားလုံးပြန်ယူလို့ရပါတယ်ဒီလိုလုပ်ဖို့အတွက်တော့တင်က Google Photo App မှာ setting တချို့ကိုတော့လုပ်ရမှာဖြစ်ပါတယ်အဲ setting ကိုလုပ်ထားမှာပဲ တင်မှာဖြတ်မိတဲ့ပုံနဲ့ဗီဒီယိုကိုရီကဗာဆွဲလို့ရမှာဖြစ်ပါတယ် Google Photo App ထဲဝင်ကြမယ်ဒီမှာ option 3ခုပေါ်လာရင် All Photo and Video ကိုနှိပ်မယ်အရင်ဆုံးဒီမှာ Gmail ရွေးချယ်မယ်။ဘယ် Gmail မှာတင်ပုံတဲ့ဗီဒီယိုကိုတင်ထားခြင်းလဲအဲ Gmail ကိုရွေးမယ်။ Gmail ကိုရွေးဖို့အတွက်များလေးကိုနှိပ်မယ်။ပုံတဲ့ဗီဒီယိုကိုဘယ် Gmail မှာတင်ထားခြင်းလဲအဲ Gmail ကိုနှိပ်မယ်။ဒါပြီးရင် Let's go ကိုနှိပ်မယ်။ Allow ကိုနှိပ်မယ်။ ီမှာလက်အလောက်ကိုနှိပ်မယ် man screen ကိုတစ်ခါနှိပ်မယ် profile ကိုနှိပ်မယ် backup ကိုနှိပ်မယ်အဓိက setting ကဒါပဲ backup is on setting ပုံနဲ့ video ကိုတင်ထားဖို့ဒီ cloud ကို ဖွင့်ထားပြီးပါဒီ setting ကို format ဆိုပါက grid ထက်ကပုံနဲ့ video တွေအားလုံး Google Photo application မှာရောက်လာမှာဖြစ်ပါတယ်။အောက်မှာကြည့်မယ်။ Packing app အဲ့ဒါပါလဲဆိုရင်ကျွန်တော်ရပုံတဲ့ဗီဒီယိုအားလုံး Google Photo app ထက်ကို upload ဖြစ်နေတယ်။ဒီထက်ကပုံတဲ့ဗီဒီယိုအားလုံးကိုဒီမှာ upload လုပ်ပါ။ setting ကိုနှိပ်ပါ။အောက်ကိုဆွဲပါ။ Backup quality ကိုနှိပ်မယ်။ Original quality ဘက်ထားမယ်။ mobile data users ကိုနေမဲ့ wifi မရှိဘူးဆိုရင် data နဲ့လည်းတင်လို့ရတယ် wifi နဲ့တင်တော့ဘီမကုန်ဘူးဒါပေမဲ့ wifi မရှိဘူးဆိုရင်တော့တရားအမီကိုမလုံးဘဲနဲ့ unlimited ကိုနေပါတရားအမီကိုလောက်ထားမဲ့ဆိုပါက တရားကို Google Photo မှာ 100MB data နဲ့လည်းပဲပုံနဲ့ video တင်လို့ရမှာဖြစ်ပါတယ်။ 100MB ကိုလောက်ထားမှဆိုပါကတရားကို Google Photo မှာ 100MB data နဲ့ပဲ ုံနဲ့ဗီဒီယိုကိုတင်လို့ရပါတယ် unlimited ပြောင်းရင်တော့တရက်ကို Google Photo မှာတင်ချင်တဲ့လောက်ဗီဒီယို တင်လို့ရပါတယ်ပြီးတော့ကုန်ပါတယ်ဒါကတော့တင်ရွေးချင်တာကိုရွေးပါ Wi-Fi နဲ့ Google Photo မှာပုံနဲ့ဗီဒီယိုတင်တဲ့လူက no data ကိုနှိပ်ပါ no data ကိုလုတ်ရင် data package နဲ့ပုံနဲ့ဗီဒီယိုက upload ဖြစ်မှာမဟုတ်ဘူး no data ကိုလုတ်ရင်ဖုန်းပြီးမကုန်ဘူး wifi နဲ့ပုံနဲ့ဗီဒီယို google photo app ထက်ကိုဝင်မှာဖြစ်ပါတယ် ကျွန်တော်ကားတော့ wifi နဲ့ပဲပုံနေဗီဒီယို upload လုပ်မှာမို့လို့ no data ကိုရွေးပါမယ်ဒီလိုလို့အချင်းအားဖြင့် glee ထက်မှာတင်ရပုံတပုံ ရောက်လာတာနဲ့ app ပုံက google photo app ထက်ကိုရောက်လာမှာဖြစ်ပါတယ် google photo app ထက်ကို app ပုံ upload ဖြစ်ပြီးဆိုတာနဲ့ ဂလရီထက်ကပုံကိုဖြတ်လို့ရပါပြီဂလရီထက်ကနေပြီးပုံဖြတ်လက် Google Photo App မှာ app ပုံကိုတွားကြည့်လို့ရပါတယ် Google Photo App ကနေ app ပုံကိုပြန် recover ဆွဲလို့ရပါတယ်ဒေါင်းလို့ဆွဲလို့ရပါတယ် okay အဲ့ဒါကိုကျွန်တော်လက်တွေ့ကြကြလို့ပြမနာ Google Photo application ထက်ကိုဝင်လိုက်မယ်ဒီမှာများပုံစံပြတာဘာလို့လဲဆိုရင်ဒီပုံနဲ့ video က Google Photo application ထက်ကို ရောက်နေရနော် upload ဖြစ်နေရလို့ပြတာဖြစ်ပါနော်များကနော် ီမှာ upload ဖြစ်ပြီးတာပုံတပုံเนาะဒီပုံเนาะဒီမှာတေချာကြည့်လို့ရနော်ဒီပုံကိုเนาะဒီပုံ Google Photo မှာ upload ဖြစ်ပြီးအဲ့တော့ကျွန်တော် gallery ထပ်မှာသွားပြီး app ပုံကိုဖြတ်လိုက်မယ်เนาะ okay ဒီမှာเนาะဒီပုံเนาะဒီကောင်ကိုနှိပ်ပြီးမှကျွန်တော်ဒီပုံကို delete လုပ်လိုက်မယ်เนาะဖြတ်လိုက်မယ်ဒီမှာဒီကောင်ကိုနှစ်ဖက်လုံးမှဖြတ်မှဒီနေရာကနေလဲကျွန်တော်ဒီကောင်ကိုဖြတ်လိုက်မယ်နော်ဒီကားနေလဲဖြစ်လိုက်မယ် delete all လုပ်လိုက်မယ်နော် okay ဒီကောင်ဒီကားနေလဲဖြစ်လိုက်မယ်အခု Google Photo application တက်ကိုဝင်လိုက်မယ်နော်ဝင်ကြည့်လိုက်မယ်ဒီမှာနော် ဒီကောင်ဒီမှာအခုချိန်ကြီးရှိနေပါတယ်ဒီမှာကြည့်နော်ခုနဂရေထက်မှာဖြတ်ထားနော်အခုဒီမှာအခုချိန်ကြီးလက်ဒီမှာရှိနေတော့မှာပဲโอเคဒီကောင်ကိုပြန်ယူချင်တယ်ဆိုရင်ဒီအဆက်30ကိုနှိပ်ပါပြီးရင် download ဆိုတဲ့ဟာကိုနှိပ်လိုက်ပါအဲ့လိုဆိုရင်ဂရေထက်ကိုပြန်ရောက်သွားမှာဖြစ်ပါတယ်ကျွန်တော်ပြမယ်နော်ဂရေထက်ကိုဝင်ပြမယ်โอเคကျွန်တော်ဂရေထက်ကိုဝင်ပြမယ်နော်ခုနဖြတ်ပြီးသားပုံကိုနော်ဒီမှာနော်โอเคဒီမှာဂရေထက်ကိုဝင်ပြပြီနော်ကျွန်တော်ပြမယ်ခုနပုံဒီမှာရောက်လာပြီနော်ခုနကျွန်တော် download ဆွဲထားတဲ့ ပုံဒီမှာရောက်လာပါပြီ Gmail နဲ့ password ကိုတီချာမှတ်ထားပါတီချာမှတ်ထားမှဆိုရင်တကယ်လို့သင်ရဲ့ဖုန်းပျောက်ရင်တော့နောက်တစ်ခုဖုန်းမှာ Gmail နဲ့ password ကို login လုပ်လိုက်တာနဲ့သင်ရဲ့ပုံနဲ့ဗီဒီယိုကို ပြန်ယူလို့ရမှာဖြစ်ပါတယ် recover ဆွဲလို့ရမှာဖြစ်ပါတယ်